အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ Noble Lavia ဒီဗီဒီယိုမှာတော့ကျွန်တော်တငယ်ချင်းတို့ကို PUBG Mobile နဲ့ပတ်သက်ပြီးအကြောင်းအရာ၃ခုကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ပထမတစ်ခုကတော့ဒီနေ့မှကြည့်မယ်ဆိုရင် Baby Monster နဲ့ PUBG Mobile ရဲ့ collaboration ကိုတွေ့မြင်ရပြီဖြစ်ပါတယ်သူနဲ့ပတ်သက်ပြီးမှ location အစ်စ်တွေ Irangal မြေပုံနဲ့ Rondo မြေပုံမှာတွေ့မြင်ရတာမျိုးရှိပါတယ် နောက်တစ်ခုကတော့ PUBG Mobile ရအသစ်ထွက်ရှိလာတဲ့ Glisspin နောက်တစ်ခုကတော့ Alan Walker ရဲ့တခြင်းအသစ် Desk ကိုဘယ်လိုပုံစံယူရမလဲတကယ်ကျော် Alan Walker ရဲ့တခြင်းကိုကားထဲမှာဘယ်လိုဖွင့်ရမလဲ background music ဘယ်လိုထားရမလဲဒါရီနဲ့ပတ်သက်ပြီးကျွန်တော်ဒီဗီဒီယိုမှာဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ဗျ Okay ဒါဆိုကျွန်တော်ပထမအဦးဆုံး PUBG Mobile နဲ့ Baby Monster ရဲ့ collaboration ကိုကြည့်မယ်ဆိုရင်ဒီနေ့ game ထဲမှာတွေ့မိရ ਈ ဖြစ်ပါတယ်တကယ်ကျွန်တော် Irangel မြေပုံ event mode ဆော့သည်ဖြစ်စေ Ronaldo မြေပုံ event mode ဆော့သည်ဖြစ်စေဒီမှာကြည့်မယ်ဆိုရင် Baby Monster ရဲ့ဒီ makeup လုပ်တဲ့ Vanny ဘာတွေ့မိရတာမျိုးရှိပါတယ်သူနဲ့ပတ်သက်ပြီးမှာ state တွေဘာတွေ့မိရတာမျိုးရှိပါတယ် location တွေသူဖော်ပြပေးထား တာမျိုးရှိပါတယ်။ DS state နေရာသွားလိုက်တယ်ဆိုရင်တကယ်ကျတော့လူတွေပါရရရှိမှဖြစ်ပါတယ်။နောက်တစ်ခုကတချင်းတွေပါရဖွင့်လို့ရတာမျိုးရှိပါတယ်။နောက်တစ်ခုကအထဲဝင်ပြမြတ်ရဲ့ baby monster ရဲ့ group member တွေနဲ့သွားပြီးမှပုံတွေပါရရိုက်လို့ရတာမျိုးရှိပါတယ်။ဘလို့ပုံစံ post ပေးခြင်းနဲ့ post တွေပါရအစားရွေးလို့ရတာမျိုးရှိပါတယ်။ DS member အားလုံးနဲ့တကယ်ကျတော့ပုံတွေပေါ်ရတပုံချင်းရိုက်လို့ရတာမျိုးရှိပါတယ်။ post တွေလည်းကိုချိုက်တဲ့ post ပြောင်းပြီးမှရိုက်လို့ရတာမျိုးရှိပါတယ်။အဲ့ဒါပြီးကိုယ့်ရဲ့ gallery ရဲ့မှာအမတ်တရားအနေနဲ့ save လုပ်ထားလို့လည်းရပါတယ်။ နောက်တစ်ခုကတော့ remake van တွေပါတွေ့မြင်ရတာမျိုးရှိပါတယ်ဒီဟဲ့တိုင်းမှာသချင်းတွေပါတွေဖွင့်လို့ရတယ်လို့ call ပုံစံတွေထားလဲကျော်လုပ်လို့ရတာမျိုးရှိပါတယ်ဗျဒီမှာကျော် event နဲ့ဝင်လိုက်မယ်ဆိုရင် festive party ဆိုမှတွေ့မြင်ရမှာဖြစ်ပါတယ် goose ဝင်လိုက်ပါဒီမှာကြည့်ရမယ်ဆိုရင် mission တွေပါတွေဖော်ပြပေးထားတာမျိုးရှိပါတယ်ဒီရဲ့ mission တွေပါတွေဖြည့်ပြီးမှလည်းအောက်က reward တွေယူလို့ရတာမျိုးရှိပါတယ် mission တွေအလုံးလွယ်ပါတယ် game ထဲမှာဝင်ရမှာဖြစ်ပါတယ်ကြိုက်တဲ့ mode မှာသုံးပွဲဆွဲရမှာဖြစ်ပါတယ်နောက်တစ်ခုကကျော် game ထဲမှာ minute 30အချိန်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခု baby monster နဲ့ပေါ့ဗျာဒီကျော်ဓာတ်ပုံ9ခါရရမှာဖြစ်ပါတယ်နောက်တစ်ခု baby monster နဲ့ video call စုစုပေါင်းကျော်9ခါလုပ်ရမှာဖြစ်ပါတယ်ဒီကနေကြည့်မယ်ဆိုရင် ဘော့တွေပါရရရှိမှဖြစ်ပါတယ် emote တွေပါရတွေးမြင်ရတာမျိုးရှိပါတယ်ဒါပေမဲ့ဒီကောင်တွေတော့ time limited ဖဲရရှိမှဖြစ်ပါတယ်နောက်တစ်ခုကတော့ PUBG Mobile ဘက်ကနေဒီနေ့ AKM ရဲ့ glitchman အသစ်ထွက်ရှိလာတာရှိပါတယ်အခြေအကျပါဒီပုံစံအနေထားတွေးမြင်ရတာမျိုးရှိပါတယ် off fit ကတော့တော်တော်လေးကိုမိုက်တာမျိုးရှိပါတယ် AKM စကင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တကယ်ကြီးအများစုအနေနဲ့ဒီ AKM မှာတော့နှစ်သက်ချမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာကြီးကြီးပါသူရဲ့ပုံစံနေထား level max ပုံစံနေထားတော့တော်လေးကိုမိုက်တာမျိုးရှိပါတယ်ဒီရဲ့ကျော် backpack စကင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီ outfit နဲ့တော်တော်လေးကိုလိုက်တာဖြစ်ပါတယ်နောက်တစ်ခါ lobby ကိုတွေ့မြင်ရတာမျိုးရှိပါတယ် returning item နေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီရဲ့ကျော် ultimate set ကိုတွေ့မြင်ရတာမျိုးရှိပါတယ်ကြီးကြီးပါဒီပုံစံနေထားပဲဖြစ်ပါတယ်နောက်တစ်ခါတော့ farmer skin ကိုတွေ့မြင်ရတာမျိုးရှိပါတယ်ဒါတော့ returning item နေပဲဖြစ်ပါတယ်ဒီမှာကျော် spin တစ်ချက်လောက်လုပ်ကြည့်ကြည့်ရအောင်ဗျာဒီမှာကျွန်တော်တော့ pre order event လုပ်ထားတာဖြစ်ပါတယ်ဒါကြောင့်ပေါ့ဗျာ tandro မှာကြည့်မယ်ဆိုရင်0 UC ပြထားတာမျိုးရှိပါတယ်ဗျာ okay spin တစ်ချက်လောက်လုပ်ကြည့်ကြည့်ရအောင်ဗျာဗာများရရှိမလဲပေါ့ဗျာဒီကနေကြည့်မယ်ဆိုရင်တော့ဒီရဲ့ပေါ့ဗျာ EKM နဲ့ပတ်သက်ပြီးမှ scope ရဲ့ပေါ့ဗျာ skin value တွေ့မြင်ရတာမျိုးရှိပါတယ် mini jump တွေတွေ့မြင်ရတာမျိုးရှိပါတယ်ဗျာထက်တစ်ခါပေါ့ဗျာ 0UC နဲ့ချော spin လုပ်ကြည့်ကြည့်ရအောင်ဗျာကံကိုကြည့်ရမယ်ဆိုတော့အစပိုင်းမှာအလောက်ကြီးကောင်းမယ်လို့တော့မထင်ပါဘူးဗျာတရက်တာ spin ကိုကြည့်မယ်ဆိုရင်တော့ 10UC ကျသိမှဖြစ်ပါတယ်တကယ်ကျတရက်တာပေါ့ဗျာ 10UC နဲ့ချော cancel သွားလို့ရတာမျိုးရှိပါတယ်ဒီမှာကျထက်တစ်ခါပေါ့ဗျာ10ကကျ spin လုပ်ကြည့်ကြည့်ရအောင်ဗျာဗာများရရှိမလဲပေါ့ဗျာဒီကနေကြည့်မယ်ဆိုရင်တော့ကောင်းတဲ့ item လေးပေးပါဆိုတော့လေ အဓိက jam ချောတွေ့မိဟာမျိုးတော့မရှိပါဘူး။ဒီမှာကျွန်တော်စီမှာကြည့်ရမယ်ဆိုတော့အဓိက jam 6တုံးရှိတာဖြစ်ပါတယ်။အရင် glitch pin ရ jam နဲ့ကျွန်တော်လဲထားတာမျိုးရှိပါတယ်။ဒီရဲ့ glitch pin ရ jam ကိုလည်းပေါ့ဗျာလာမဲပေါ့ဗျာ M24 ရဲ့ glitch pin မှာတကယ်ကျွန်တော်ထပ်ပြီးမှလဲလို့ရမှာဖြစ်ပါတယ်။အဲ့ချိန်ကျရင်လည်း pre-order event တွေ့မိရမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာကျွန်တော်ဘာ redeem လုပ်မလဲဆိုတော့ပုံမှန်အတိုင်းပဲပေါ့ဗျာဒီရဲ့ကျွန်တော် lobby ကို redeem လုပ်လိုက်ပါမြဲဒီမှာကြည့်မယ်ဆိုရင်တော့ဒီရဲ့ပေါ့ဗျာ jam တုံးချတင်မှာဖြစ်ပါတယ်။ โอเคဆိုတော့ကျွန်တော်လုတ်လိုက်ပါမြရီရနေကြည့်မယ်ဆိုတော့ကျွန်တော်လော်ဘီရရှိသွားပြီပဲဖြစ်ပါတယ်ဗျာโอเคဒါဆိုကျွန်တော်နောက်တစ်ခုတကယ်ကျတော့အမီးများလာတော့ Alan Walker ရဲ့တခြင်းကိုကားမှာကျတော့ဘလူးပုံစံထည့်ရမလဲပေါ်ရ background music အနေနဲ့ဘလူးပုံစံထည့်ရမလဲနောက်တစ်ခုက Alan Walker ရဲ့အစ်စ်ပေါ်ရရဲ့ desk ကိုဘယ်ကနေ redeem လုပ်ရမလဲဆိုမှာတော်တော်လေးကိုအမီးများထားတာမျိုးရှိပါတယ်ဒီမှာတကယ်ကျတော့ event နဲ့ဝင်လိုက်ပါအောင်မှာကြည့်မယ်ဆိုရင် War Alan Walker theme channel ဆိုမှာတွေ့မိရတာမျိုးရှိပါတယ်ဒီမှာနှိပ်လိုက်ပါဒီမှာကြည့်မယ်ဆိုရင် complete one match on a wow world cup world map ဆိုမှာဖော်ပြပေးထားမျိုးရှိပါတယ်ကိုဆိုရနေလဲပါဒီမှာကြည့်မယ်ဆိုရင်တော့တကယ်ကျတော့ဒီရဲ့ wow မှုဆိုရမှာဖြစ်ပါတယ်တပွဲဆိုလိုက်တယ်ဆိုတော့ရသွား ရဖြစ်ပါတယ်။ဒီကဝါမှုကိုကြည့်ရမယ်ဆိုရင်လည်းဒီကထုထုပုံကြီးစောတဲ့ပုံစံပဲဖြစ်ပါတယ်။တကယ်ကျွန်တော်တို့လည်းနည်းနည်းရှုပ်ပါလိမ့်မယ်။ဒါပေမဲ့ရှုပ်ပြဿနာမရှိပါဘူး။တပွဲစောလိုက်ပါကိုကပုံသည်ဖြစ်စေကိုကရန်သူကိုလိုက်ရှာသည်ဖြစ်စေကြိုက်တာတစ်ခုလုပ်လို့ရတာမျိုးရှိပါတယ်။ကိုကပုံနေတယ်ဆိုရင်ရန်သူကလိုက်ရှာရင်မှကိုကိုတန်းတန်းနဲ့ပြစ်မှာဖြစ်ပါတယ်။ကိုကိုတွေ့သွားတယ်ဆိုရင်တော့ဒီကပွဲကပြီးသွားမှာဖြစ်ပါတယ်။တကယ်ကျွန်တော်ပွဲအချိုင်းမသွားရှိမှုဆိုရင်တော့ဒီကပုံနေတဲ့နေရာနဲ့ထွက်လိုက်ပါ။ရန်သူအရှိသွားလိုက်ပါရန်သူကကိုကိုရှင်းသွားပါလိမ့်မယ်။ဒါဆိုကျတော့ဒီကပွဲကပြီးသွားမှာဖြစ်ပါတယ်။ဒီကပွဲက death song ကိုတကယ်ကျွန်တော်ရရှိမှာပဲဖြစ်ပါတယ်ဗျာ။ဒါဆိုကျတော့ပြောစရာရှိတာဒီကတခြင်းတွေကို background တခြင်းဖြစ်စေကားတခြင်းဖြစ် စီကျော်ဘယ်ကနေပြောင်းလို့ရလဲဆိုတာပြောစီရရှိပါတယ်ဗျပထမအဦးဆုံးတကယ်ကျွန်တော်လုပ်ရမှာတော့စတင်ထဲမှာ audio and feedback ဆိုတာရှိပါတယ်ဒီထဲဝင်တဲ့ပါတီရဲ့ background music မှာပေါ်ရအမှန်ကြီးလုတ်ထားပေးဖို့ကျွန်တော်ပြောလို့ပါတယ်ဗျကျွန်တော်ကတော့မလုတ်တော့ပါဘူးဘာလို့လဲဆိုတော့တချင်းသွားမှဖြစ်ပါတယ် copyright issue ကြောင့်ပဲဖြစ်ပါတယ်ဗျဒီမှာတကယ်ကျွန်တော်နေရာဒီရဲ့ပေါ်ပြအပြန်ကိုအဆက်ထည့်ထားပေးလိုက်ပါအဲ့ဒါပြီးတကယ်ကျွန်တော်ကိုယ့်ရဲ့ profile layer ကိုတစ်ချက်ဝင်လိုက်ပါဒီမှာကြည့်ရမယ်ဆိုရင်ဒီရဲ့ music ကိုတွေ့မြင်ရမှာဖြစ်ပါတယ်အဲ့ဒါပြီးတော့ playlist setting ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီထဲဝင်လိုက်ပါဒီမှာတကယ်ကျွန်တော်ဒီရဲ့ desk တချင်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်နောက်တစ်ခါ fade out ကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်နောက်တစ်ခါ on my way ကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ် ယ်ဒီပုံစံအနေထားပေါ့ဗျာတကယ်ကျွန်တော်ဘယ်သချင်းတွေလိုချင်လဲပေါ့ဗျာဒီမှာ line မှာအမှန်ကြီးတွေပါတယ်ထည့်လို့ရတာမျိုးရှိပါတယ် time limit နဲ့ရရှိတာဖြစ်ပါတယ် desk ကိုကြည့်ရမယ်ဆိုတော့108ရက်အတွက်တကယ်ကျွန်တော်တွေးမိရတာမျိုးရှိပါတယ် on my way ကိုကြည့်ရမယ်ဆိုတော့63ရက်အတွက်ရရှိတာဖြစ်ပါတ ဖိတ်တက်ကိုကြည့်ရမယ်ဆိုရင်63ရက်အတွက်တကယ်လို့တွေ့မြင်ရတာမျိုးရှိပါတယ်ဗျ။တချင်းတွေရောပြောင်းပြောင်းမြတ်တဲ့ background မှာ run နေခြင်းနဲ့ဆိုရင်တော့အမန်ချစ်ပေါ်ရဒီလိုပုံစံသုံးခုထိပ်ပြီးလဲပါ။နောက်ဆုံးတကယ်ချင်းတော့ဦးနေရဒီ desk ကိုပဲပေါ်ရ background မှာ run ခြင်းနဲ့ဆိုရင်တော့ဒီ imagine တစ်ခုဖြုတ်လိုက်ပါဗျာ။နောက်တစ်ခုကတော့ vehicle playlist ပဲဖြစ်ပါတယ်။ကားတွေမှာတကယ်ချင်းတို့ဘယ်တချင်းကိုကြားခြင်းလဲပေါ်ရတချင်းတွေပြောင်းပြောင်းပြီးကြားခြင်းနဲ့ဆိုရင်တော့ဟိုနာအတိုင်းပဲဒီမှာကျွန်တော် imagine တွေပဲထည့်သွားပေးလိုက်ပါ။နောက်ဆုံးတကယ်ချင်းတို့တချင်းတစ်ခုပဲပေါ်ရ online way ပဲကြားခြင်းနဲ့ဆိုရင်ဒီကောင် imagine ထည့်ထားပေးလိုက်ပါဗျာ။ဒါပေမဲ့တကယ်ချင်းတို့ဦးနေရဒီ online way တို့ desk တို့ fade တို့ပေါ်ရဒီ Alan Walker ရဲ့တချင်းတွေလဲပေါ်ရတကယ်ချင်းတို့ game မှာဝင်လိုက်တဲ့ ကားမောင်းနဲ့ဆိုရင်ဒီရက်သချင်းတွေလာမှာမဟုတ်ပါဘူးဗျာ။ဘောက်လေဆိုတော့တကယ်ကျွန်တော်စီမှာဒီရက်စူပါကားရှိမှာပေါ့ဗျာ။ဒီရက်သချင်းတွေကအလုံးလုံးမှာဖြစ်ပါတယ်။ဒီတစ်ခုတော့ကျွန်တော်သဘောမချပါဘူးဗျာ။ဒီမှာကြည့်မယ်ဆိုရင် player အားလုံးကိုပေါ့ဗျာသချင်းနောက်ထောင်ဝင်တော့ပေးတင်တယ်လို့ထင်ပါတယ်ဗျာ။ကျွန်တော်စီမှာကြည့်ရမယ်ဆိုရင်ဒီရက် lane ပေါ်ရောက် door challenger ရှိတာဖြစ်ပါတယ်။ဒီထဲမှာလည်းပေါ့ဗျာဒီရက်သချင်းကိုတွေးမိရတာမျိုးမရှိပါဘူး။ဒီရက်ကျော်အဖြူနဲ့ဒီရက်အပြာကားမှာတော့ဒီရက်ကျော် online way သချင်းတွေပါလိလာတာမျိုးရှိပါတယ်။ဒါပေမဲ့ dodge မှာလည်းမလာပါဘူးဗျာ။ပုံမှန်ကျွန်တော် car skin တွေရှိတယ်ဆိုရင်လည်းဒီကောင်တွေကအလုံးလုံးမှာမဟုတ်ပါဘူး။ဒီရက်စူပါကားတွေရှိမှာပေါ့ဗျာဒီရက်သချင်းတွေကအလုံးလုံးမှာပဲဖြစ်ပါတယ်ဗျာ။တကယ်ချင်းလို့ရောဒါနဲ့ပတ်သက် ပြီးမှဘလို့မြင်လဲ comment မှာမျှော်ဝေပေးသွားလို့ရပါတယ်ဗျာ okay ဒါဆိုသခင်ချင်းအားလုံးအနေနဲ့ကျွန်တော်ခုဖို့ပြပြလိုက်တဲ့အကြောင်းအရာ၃ခုနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲသခင်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့သခင်ချင်းအားလုံးကိုလည်းကျွန်တော်ထူးမြင်ကျေးဇူးတင်ရှိပါတယ်ဗျာ